အသင်းဟောင်းအာဆင်နယ်ကိုမယူနဲ့နိုင်ရှင်ဝေဖန်လိုက်တဲ့ကနဝင်းကစားသမားကြီးဟင်နရီဘောလုံးလောကမှာအသင်းနေရဲ့ဆွမ်းဆောင်ရည်နဲ့မျောလင်းတက်တွေအကြောင်းပြောတဲ့အခါစူပလာရီနဲ့ဖိုင်နယ်ပွဲတရာအတိုင်းအတာတစ်ခုဖြစ်လာတတ်ပါတယ်ဒီနေ့မှာအာဆင်နယ်ပရိသတ်တွေကိုနင်းငယ်နောင်ဝင်ခါစီမဲ့ဖြစ်ရမှန်တစ်ခုကိုအာဆင်နယ်ရဲ့ကနဝင်းကစားသမားကြီးတီယာရီဟင်နရီကသူရဲ့ပြတ်သားတဲ့မက်ချ်စကားတွေထုတ်ပေါ်ပြောဆိုခဲ့ပါတယ်သူကမန်ချက်စတာယူနိုက်တက်အသင်းနဲ့အာဆင်နယ်အသင်းနဲ့တင်းရဲ့နောက်ဆုံးနှစ်နင်းငယ်တွင်ဖိုင်နယ်ပွဲရောက်ရှိမှုကွာခြားချက်ကိုထောက်ပြခဲ့တာပါတီယာရီဟင်နရီရဲ့ပြောစကားအတိုင်းဆိုရင် လူတိုင်းပြောဆိုခြင်းခံနေရတဲ့ Manchester United တင်အောင်နောက်ဆုံး၅နှစ်တွင်းမှာဖိုင်နယ်ပွဲ၅ချိန်အထိရောက်ရှိခဲ့ပြီးကစားပြထားတဲ့ဒီမက်ချာတကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ် Manchester United ဟာလွန်ခဲ့တဲ့နှစ်နိုင်ငံတွင်းမှာအသင်းတွင်းမကြီးငြိမ်မှုတွေဒီပြပြောင်းလဲမှုတွေနဲ့ဝေဖန်မှုပေါင်းစုံကိုရင်ဆိုင်ခဲ့ရပါတယ်ဒါပေမဲ့လည်းအန်အောစရာကောင်းစွာနဲ့ပဲသူတို့အပြည့်ရင်းပလတ်တိုင်ပွဲတွေဖြစ်တဲ့ FA Cup League Cup စတဲ့တိုင်ပွဲတွေမှာရော ဥရောပပြိုင်ပွဲတွေဖြစ်တဲ့ယူရိုပါလီမှာပါဖိုင်နယ်အဆင့်တီ၅ကြိမ်တိုင်တိုင်တက်လန်းနိုင်ခဲ့ပြီးအဲ့ဒီတကတချို့ဗလာတွေကိုလည်းစုခိုးနိုင်ခဲ့တာပါဒါဟာအသင်းရဲ့အခြေအနေဘယ်လိုပဲရှိနေပါစေအကြီးကြီးတဲ့ပွဲစဉ်တွေမှာဖိုင်နယ်ထိရောက်အောင်ဖလားကြီးလိုင်အောင်ကြိုးစားခဲ့တဲ့စိတ်ဓာတ်နဲ့ဆွမ်းဆောင်ရည်ကိုပြသနေလာပါပဲဒါပေမဲ့ဟင်နရီရဲ့ဝေဖန်မှုကအာဆင်နယ်ဘက်ကိုလှည့်လာတဲ့အခါမှာတော့ပိုပြီးပြတ်သားလာခဲ့ပါတယ်ပြီးခဲ့တဲ့၃နှစ်တာကာလအတွင်းအတင်းကောင်းတဲ့အင်းဖြစ်အောင်ပြန်လဲတည်ဆောက်နေတယ်ဆိုတဲ့အာဆင်နယ်အတင်းကတော့ဖိုင်နယ်ပွဲတစ်ပွဲမှမရောက်သေးပါဘူးဒါကတော့ပြန်လဲတည်ဆောက်ရေးဆိုတဲ့ဇလန်းကိုအေးအေးဆေးဆေးနားထောင်ရင်ညှိုလင်းချက်တွေနဲ့ရင်ခုန်နေကြတဲ့အာဆင်နယ်ပရိသတ်တွေတော့နားတွေကသွေးဘူးထွက်မလို့ဖြစ်သွားနိုင်ပါတယ်ဒီပြမိခဲအာဂျီတာလက်အောက်မှာ ာအာဆင်နယ်ဟာအသင်းကိုအချိန်ပေးပြီးပြန်လည်တိချောက်ခဲ့တာမှန်ပါတယ်အကောင်းဆုံးဆိုတဲ့ကစားသမားတွေနဲ့အားဖြည့်ပြီးပရီးမီးယားလိမှာလည်းထိပ်ဆုံးဆင့်ကိုရောက်ရှိလာခဲ့ပါတယ်ဒါပေမဲ့ဖလားရလက်အနေနဲ့ကြည့်မယ်ဆိုရင်တော့ဒီပြန်လည်တိချောက်ရေးကာလဟာဖိုင်နယ်ပွဲတစ်ပွဲမှမရောက်ဖဲအဆုံးသတ်ခဲ့ပါတယ်တပည့်ဟင်နရီကဒီတပ်ပိုပြီးနားချင်းစရာကောင်းတဲ့စကားလုံးတွေနဲ့ထပ်မံပြောဆိုလိုက်ပါသေးတယ်အဲ့ဒီသုံးနှစ်တွင်းမှာအာဆင်နယ်ဟာ အနည်းဆုံးဖလားတလုံးယူဆောင်လာတဲ့အချိန်ဒီမှာရှိခဲ့ပါတယ်ဒါကိုသူတို့မလုံနိုင်ခဲ့ပါဘူးလူရီကမေကွန်ထုတ်တဲ့အခါဒါကိုနားလည်ထားဖို့လိုတယ်သူရဲ့ဒီမက်ချာအာဆင်နယ်ရဲ့လွဲချော်ခဲ့တဲ့အခွင့်အရေးတွေကိုတက်တက်မက်မက်ထောက်ပြလိုက်တာပါပဲအာဆင်နယ်ကလွန်ခဲ့တဲ့နှစ်နှဲငယ်တွင်ပရီးမီးယားလိဖလားကိုရယူဖို့နှိစက်ခဲ့တဲ့အချိန်တွေလည်းရှိခဲ့ပါတယ်တချို့ဖလားပြောင်ပွဲတွေမှာလည်းအခွင့်အရေးကောင်းတွေရှိခဲ့ပေမဲ့နောက်ဆုံးမှာတော့ဖလားလည်းမဖြစ်ခဲ့ရတာအတင်းတော့တာမကပရိသတ်တွေတော့ပါကြီးမားတဲ့နာကျင်မှုတစ်ခုပါပဲဒီလိုအခြေအနေတွေကြောင့်အာဆင်နယ်အသင်းပေါ်မေကွန်ထုတ်မှုတွေဝေဖန်မှုတွေပေါ်ပေါက်လာတာဟာတဘာဝကြတယ်လို့ဟင်းနေဒီကဆိုလိုတာပါအတင်းရဲ့တိဆောင်းမှုကဘလောက်ပဲကောင်းမွန်နေပါစေ ဆုံးသက်မှာဖလားမရရှိရင်ပြည်သက်တွေရဲ့မျောလင့်ချက်ကပိုကြီးလာပြီးဖီးယားတွေလည်းပုံများလာတတ်ပါတယ်မန်ချက်စတာယူနိုက်တက်တင်လို့ဝေဖန်မှုတွေကြားကနေတောင်ဖိုင်နယ်တွေကိုအကြိမ်ကြိမ်ရောက်ရှိပြီးဖလားတွေရယူနိုင်ခဲ့တဲ့အသင်းနဲ့ရှင်းလိုက်တဲ့အခါအာဆင်နယ်ရဲ့အခြေအနေကပိုပြီးထင်ရှားလာပါတယ်အာဆင်နယ်အနေနဲ့ဂန်နဝင်းကစားသမားဟောင်းကြီးရဲ့မက်ချက်တွေကိုတင်ရစာယူပြီးလာမယ့်ရာသီတွေမှာတကယ်ပဲဖလားတွေယူဆောင်လာနိုင်တဲ့အသင်းဖြစ်ကြောင်းသတိပြဖို့လိုအပ်နေပါပြီဒါမှသာပြည်သက်တွေရဲ့ယုံကြည်မှုနဲ့ပျော်လင့်ချက်တွေကိုပြန်လည်တည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်ဒါမှမဟုတ်လာမယ့်နှစ်တွေမှာလည်းပြန်လည်တည်ဆောက်ရေးဆိုတဲ့စကားလုံးကဆက်ပြီးအားကိုးစရာဖြစ်နေအောင်မလားဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ် ဒီမှာဒီနေ့တက်တဲ့အမားတို့ချေ